ပေါ်တော်မူဖျားလေးတွေပါပေါ်တော်မူဖျားလေးတွေကိုသေးသေးချာချာတန်းစင်ပြီးွားရင်ဆေးကြောပြီးွားလို့ရှိရင်ပြန်ပြီးတင်ပေးပါအောင်ဆိုလို့ဒါကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်အဲတွေ့တာကတော့ပလဲမျိုးနဲ့ခင်အေးရွာပုံညာတောင်ချင်းမှာရှိတဲ့ရွာလေးတစ်ရွာပါအဲ့ဒီရွာလေးမှာဒီဟာလေးတွေပေါ်တာပေါ့နော် အခုပထမဆုံးစပြီးတွေ့တာဒီဖျားလေးပေါ့ဒီဖျားလေးလေးစုဒီဖျားလေးလေးစုစပြီးတွေ့တာပေါ့ ဒီတောက်ရေကန်၃ရေကန်တူရင်းနဲ့ရေကန်လေးတူရင်းနဲ့ဒါလေးတွေပေါ်လာတာပေါ့နော်ပထမအဆုံးပေါ်လာတာဒါလေးပါ၃မိုးအတွက်ရေကန်လေးတူရင်းနဲ့ဒီဖျားလေးတွေကပေါ်လာတဲ့အခါကျတော့ဒါလေးပေါ်တော့ဆက်ပြီးတူတာပေါ့နော်အာဒူရီယာပေါ်တာဒီဖျားလေးပါဒူရီယာပေါ်တာဒီဖျားလေးတတိယထပ်တွေ့တာကတော့ဒီဖျားလေးပေါ့နော်တတိယထပ်တွေ့တာကတော့ဒီဖျားလေး ဖရားလို့ပြောတယ်ဆိုလို့ရှိရင်တော့ဒါ death ဖရားလို့ပြောရမှာပေါ့နော်သူအစီရင်ကလောကီအစီရင်နေလားပါလဲတော့မသိဘူးအာဒါလေးကတော့စတုဒ္ဓတစုတစီတဲ့ဒါလေးကနောက်ထပ်ထပ်တွေ့တာပေါ့နော်အများကြီးပဲထပ်တွေ့တာဖရားလို့ပဲပြောရမှာလားဒီလောကီအစီရင်ပစ္စည်းအဆောင်ရောင်တွေပဲပြောရမှာတော့မသိဘူးပေါ့ဒီဟာကတော့အလုံးပေါ့နော်ဒီအလုံးကအแทမှာတော့ ပစ္စည်းတွေပါတွေပဲပါလာတာဒီအလုံးပဲထလုံးတိုင်းပဲလားဆိုတော့မတိတိကျမတိသေးဘူးပေါ့နော်ဒါကတော့အခုတွေ့တဲ့အမြင်နဲ့ဟာအလုံးတစ်ခုပေါ့ကြောက်လုံးပုံစံမျိုးအလုံးတစ်ခုပေါ့ဒီပစ္စည်းလေးတွေဒီဖျားလေးတွေရဲ့အဲသူတို့ပြုတ်ထုတ်ထားတဲ့ဟာလေးတွေကအဲလိုရွှေစားငွေစားလေးတွေပါတယ်ပေါ့နော်အယောင်လေးတွေကရွှေအောင်လေးတွေပေါက်နေတာလေးတွေ့ရတယ်ဒါကတော့နောက်ဆုံးတွေ့တဲ့ဒါပြတ်သက်ပုံစံမျိုးပေါ့နော်ပြတ်သက် ုံစံမျိုးဟာလေးပါဒါလေးကအရှင်လေးသူ့ဖွင့်လိုက်တဲ့အခါကျလို့ရှင်အဲ့လိုလှက်ဖြုတ်လို့ရတယ်ပေါ့နော်ဒီဖះရဲ့ကြောတော်မှာအဲ့လိုရွှေရောင်ပုံစံမျိုးလေးတွေအဝါရောင်ရွှေရောင်ပုံစံမျိုးလေးတွေပါတယ်ပေါ့နော်ဒါတော့တေချာတန့်စင်တာတဲ့ဟာပေါ့ဒါကတော့အဘိဆုံးမှာတွေ့ခဲ့တဲ့ဒီဒီပြတ်တက်လေးပေါ့ပြတ်တက်လေးเออพยาลีด่าก็พยาปู่ปอเลยป่ะเนาะไอ้ไอ้หลูไอ้หลูนี่ไอ้หลูนี่อัศัตไลนี่ตุยด่าป่ะ သူရဲ့ဖះရဲ့ကြောတော်မှာကအဲ့လိုရွှေရောင်ပုံစံမျိုးအဝါရောင်လေးတွေတွေ့တယ်ရွှေလားပါလဲဆိုတော့တတိကြတာမသိရသေးဘူးပေါ့နော်အခုဒီပစ္စည်းလေးတွေရဲ့ဒီပစ္စည်းလေးတွေဒီဖះလေးတွေရဲ့ဒီဒီသူတို့ထူးလုပ်ထားတဲ့အားလေးတွေမှာကကြေးပါတယ်ပြီးရွှေရောင်ပုံစံမျိုးလေးအရောင်ပါတယ်ပေါ့နော်ကြေးရတော့တကယ်တော့ ဒီကြေးကတော့ဒီမှာအပြာရောင်ကြေးညိအောင်ပေါက်တယ်လေဒါပေမဲ့ဒီရွှေနေရာတို့အဲ့နေရာကြီးကြေးဝါဘာလို့ပြောလို့မလဲတော့မသိဘူးအဲ့အဝါလေးတွေကတော့လုံးဝကြေးညိအောင်မရှိဘူးအဲ့လိုအဝါရောင်လေးတွေပဲဆိုတော့ရွှေလို့တော့ပြောလို့ရတယ်ပေါ့နော်ကြေးဆိုလို့ရှိရင်တော့သူကကြေးကိုကြေးညိအောင်ပေါက်တယ်လေနော်အဲ့ကြေးညိအောင်ကအဲ့လိုပြတ်တတာအရောင်လေးတွေဖြစ်လာတာလေဒါပေမဲ့အခုဒီရွှေရောင်အဝါရောင်လေးတွေကြတော့လုံးဝအဲ့ဒါစပြီးတူတွေအဲ့ဒါလေးတွေပေါ်နေတာဆိုတော့ ါဒါကတော့ခုနကပြတာအရာလေးတစုတစည်းတည်းပြတာတဲ့ဟာလေးကြီးရပါဘောအဲ့ဒါလေးဒီဥပမာအာကျွန်တော်တို့တခုချင်းစီပြတာပါပစ္စည်းလေးတွေအားလုံးပါကအဲ့လိုရွှေရောင်လေးတွေပါတယ်ရွှေရောင်လေးတွေပါတယ်ထူးထူးဆန်းဆန်းပေါ့နော်ဟိုဟာတောက်ရေကန်သုံးရေကန်အဲ့လိုရေကန်လေးတူးရင်းနဲ့ပေါ်လာတာဆိုတော့ဒါပေါ်တော်မူပေါ့ဟိုဖျားပဲပြောရမလား ဒီဓာတ်ပစ္စည်းတွေပဲပြောရမလားမသိဘူးเนาะဒါဟိုးအရှင်တုံးကရှေးခေတ်တုန်းကအာဆရာသမားတွေကဒီဓာတ်ပစ္စည်းတွေကိုဖို့ထိုးတယ်ဖို့ထိုးတဲ့အခါကျလို့ရှင်သူတို့အောင်လာတဲ့ပစ္စည်းတွေဒီရားတဲ့ဓာတ်လုံးတွေကိုသူတို့တွေကဒီလိုဒီလောကီအစီအဆောင်ရောင်တွေသူတို့လုတ်ပြီးတော့မှအတုံးပူးကြတယ်လေเนาะဟိုထားကြတယ်ဆိုတော့ဒါကတော့အရင်တော့ပစ္စည်းတွေဆိုတော့ဘာလေးလဲဆိုတော့မသိဘူးပေါ့ ဒါကတော့အဲ့လိုကြောက်လုံးအလုံးအဓက်လုံးပုံစံမျိုးပေါ့နော်အလုံးတလုံးပေါ့ကျွန်တော်တို့ဒါကိုအခုမှန်မောင်ထဲမှာပေါ့နော်ဒါအကိုလုံးဒါတစုစီတဲ့ထားပြီးပြတာတာပါမှန်မောင်ထဲမှာတစုတစီတဲ့ထားပြီးပြတာတာလာပြီးတော့မှဖူးမြော့ခြင်းနဲ့လေးလာခြင်းနဲ့ကျူးရှူးခြင်းနဲ့ဆိုလို့ရှိရင်တော့ပလဲမျိုးနဲ့ခင်အေးရွာပုံညာတောင်ချင်းကရွာလေးတွေရွာဖြစ်ပါတယ်သခိုင်းတိုင်းဆိုင်းဘုံနဲ့မကွေးတိုင်းဆိုင်းဘုံကြားမှာရှိတဲ့ ခင်အေးရွာပေါ့နော်အဲ့နာမှာရောက်လို့ရှိရင်မေးပြီးတော့လာလို့ရပါတယ်ဒါကတော့အခုကျွန်တော်တို့တစုတစီတဲ့ပြတာတာပါရရှိတာတဲ့ပေါ်တော်မူဖျားလေးတွေကို တစုတစီတဲ့ဒီမှာမှန်မောင်းထဲမှာမှန်ចောင်းဆောင်ထဲမှာထည့်ပြီးတော့မှပြတာတယ်ပေါ့နော်အခုပစ္စည်းလေးတွေရတော့ ဟိုဖျားပုံစံလေးတွေလည်းပါတယ်ဖျားနဲ့ဆင်ပုံစံတူတာလည်းပါတယ်ပြည်မတူတာတွေလည်းပါတယ်ဆိုတော့ဘာလဲဆိုတော့တိတိကျကျမသိရသေးပေမဲ့ဒါရှေ့ဟောင်းပစ္စည်းအရတော့ဟုတ်တယ်ဒါပေမဲ့ဓာတ်ဓာတ်ပစ္ဓာတ်ဖျားတွေပေါ့နော်ဓာတ်ပစ္စည်းတွေဘလို့အဆောင်အယောင်တွေလားဆိုတာတော့မသိမသိရသေးဘူးပေါ့ဘလို့အတုံးဝင်နေလဲဆိုတာတော့မသိရသေးဘူးရားတဲ့နေရာမှာလည်းဒီလိုတစူးတစီတဲ့ပေါ်လာတာဆိုတော့လေဒါကဖျားရဲ့ဌာပနာလား ဘာလဲဆိုတော့တိတိကျကျမသိရသေးပါဘူးခင်ဗျာ တွေ့တာကတော့ရွာမြေရဲ့ရွာချန်ထဲမှာတွေ့တာဆိုတော့လာပြီးလေးလာခြင်းလေဆိုလို့ရှိရင်တော့လာလေးလာလို့ရပါတယ်ဒါအရင်ရက်ကတင်လိုက်တဲ့ဗီဒီယိုမှာစားသောက်ဆုံးတွေ့ရတဲ့ဗီဒီယိုအဲ့ညီကြီးတွေတူဝင်နဲ့တင်လာတာကိုလူတွေကအာကြည့်ကြပါတယ်တေချာတန်းစီမီဝိုင်းပြပါဆိုလို့ကျွန်တော်တို့ဒါကိုဟိုပြန်ပြန်ပြီးတော့မှပြရင်ဖြစ်ပါတယ် ပြန်ပြီးတော့မှကျွန်တော်တို့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ပြန်ရိုက်ပြီးဖူးမြော်လို့ရအောင်ပြရင်ဖြစ်ပါတယ်ခင်ဗျာ